မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရစေ။ဒီ share ဒီနေ့ grade 12 mathematics ရဲ့ chapter 4 data algebra သင်ခန်းစာရဲ့အပိုင်း16ကိုဆွေးနွေးမှာဖြစ်တယ်။အပိုင်း16မှာဆွေးနွေးမယ့်အကြောင်းအရာက plain equation ကို normal vector သုံးပြီးတော့ cartesian form ရေးတာရယ်။နောက် vector form ကိုသုံးပြီးတော့ plain equation ရေးတာလေးရယ်။ဒါလေးတွေကိုဒီနေ့ဆွေးနွေးမှာဖြစ်တယ်။အဲ့ဒီမှာဆိုရင် exam 18နဲ့ exam 19ကိုဒီနေ့အဓိကဆွေးနွေးသွားမှာဖြစ်တယ်။ ် example 18ကကြတော့ plane equation ကိုသူက pattern form လေးနဲ့ရေးတာဖြစ်ပြီးတော့ example 19ကကြတော့ plane equation ကို cartesian form နဲ့ရေးတာဖြစ်တယ် cartesian form ဆိုတော့အဲ့ဒီ cartesian form ကိုသူကဟိုပုံစံ၃မျိုးနဲ့ တွက်သွားမှာဖြစ်တယ်။ chapter 3မှာတွက်ခဲ့တဲ့ပုံစံရှိမယ်။ဒီ chapter 4က normal beta ကိုသုံးပြီးတော့ပုံစံ2မျိုးနဲ့တွက်မယ်။စုစုပေါင်းပုံစံ3မျိုးနဲ့သူ့ကိုတွက်မယ်။အဲ့တော့ဒီပုံစံကိုမြင်လိုက်ပြီဆိုတာလေသူကဘယ်နည်းနဲ့တွက်တွက် chapter 3ကနည်းနဲ့ပဲတွက်တွက် chapter 4ကနည်းနဲ့ပဲတွက်တွက်တွက်လို့ရတယ်ဆိုတာကိုသိသွားအောင်လို့ပေါ့နော်။ဒါလေးကိုဒီ3ခုတွက်တာကိုပိုင်းနိုင်သွားပြီဆိုရင်3-4ကိုအချုံုံပြီးတော့နားလေသွားမှာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ရှေ့ဆက်ကြည့်လိုက်နော် example 18ကကြတော့ find the better equation of the plane plane ရဲ့ better equation ကိုရှာခိုင်းတာ better form သုံးရမယ်ပေါ့နော်ဒီဘက်မှာ better form လေးရေးထားတယ်ဟုတ်ပြီအဲ့ဒီ plane ကဘာလို့ plane လဲဆိုရင် containing points m n n p m နဲ့ n ရဲ့ p ရဲ့ဆိုတော့ point သုံးခုပါဝင်တဲ့ plane ဟို plane ပေါ်မှာ point သုံးခုတည်ပြီဆိုရင်တို့ကအဲ့ point သုံးခုတည်တာ ਨੇ chapter 3မှာတော့လည်း သူ့ရဲ့ equation ကိုတို့တွက်ထုတ်နိုင်တယ်ပေါ့နော် plane equation ကိုတွက်ထုတ်နိုင်တယ် point 3ခုနဲ့သတ်မှတ်တာ plane ဟုတ်ပြီအဲ့ point 3ခုနဲ့သတ်မှတ်တဲ့ plane ကိုတို့ကဒီလိုမျိုး fixed point တစ်ခုနဲ့ direction vector နှစ်ခုရလာအောင်လို့တို့ကတွက်ယူမှာတွက်ယူပြီးရင် equation ကိုဒီဟာလေးနဲ့ရေးမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီ3ခုတွေကတစ်ခုကိုတို့က fixed point လို့ထားရမယ်အဲ့ဒါလေးကို vector a နေရာမှာသုံးမယ်ပြီးရင်တို့က vector နောက်အဲ့ plane ပေါ်မှာ point ဒီ point 3ခုက plane ပေါ်မှာဆိုတော့ m m ကိုတို့က face point ထားလိုက်မယ်ဆိုရင် m နဲ့ n နဲ့ဆက်တာကဗတာတစ်ခု m နဲ့ p နဲ့ဆက်တဲ့ဗတာတစ်ခုအဲ plane ပေါ်မှာဗတာနှစ်ခုတို့ချလို့ရမယ်အဲ့ဗတာလေးတို့တို့ကဗတာ d ဝင်ဗတာ d 2နေရာမှာ သုံးမှာဖြစ်တယ်ဟုတ်ပြီ plane ပေါ်ကဗတာတွေဖြစ်ပို့လို့တာပေါ့နော် d ဝင်နဲ့ d 2ကအဲကြောင့်မလို့ plane ပေါ်က point တွေကိုဆက်ထားတာဖြစ်လို့ plane ပေါ်ကဗတာတွေပဲဖြစ်မှာဖြစ်တယ် ကဲဟုတ်ပြီအဲ့တော့ဆိုတော့ဥစ္စာပေးထားတဲ့ point လေးသုံးခုတို့ကူးရေးမယ် point နေရဲ့ coordinate တွေသိရင်ဒီ point နေရဲ့ position vector ကိုလည်းတို့ရေးနိုင်တယ်အဲထုံးစံအတိုင်းပြီးရင်ဒီ point သုံးခုတွေကတခုကိုတို့ face point ထားမယ်အခုဆိုတော့ ဘက်တာရီခွေးရှင်းမှာ plus point တကူကလိုအပ်တယ်เนาะအဲ့ဟာတို့က m ကိုထားလိုက်မယ်ကြိုက်တာကိုထားလို့ရပါတယ်အခုဒီမှာ m ကိုထားလိုက်မယ်အဲ့ဒါလေးကိုတို့ကဘယ်နေရာမှာသုံးမှာလဲသူ့ရဲ့ position ဘက်တာကိုဘက်တာ a formula ရဲ့ဘက်တာ a နေရာလေးမှာသုံးရင်တော့သူ့ကိုဘက်တာ a လို့ပဲနာမည်ပေးလိုက်တယ်ဗောနော်အဲ့တော့ m ဆိုတဲ့ point လေးကို plus point ထားတယ်အဲကြောင့်မလို့ m ရဲ့ position ဘက်တာဘက်တာ om လေးကိုတို့ကဘက်တာ a လို့နာမည်ခေါ်ပြီးတော့ဒီလို column ဘက်တာလေးနဲ့ပြောင်းရေးထားလိုက်တယ် ဟုတ်ပြီအဲ့ဒါတော့ပုံလေးနဲ့လည်းကြည့်ကြည့်မယ်เนาะပုံမှာဒီ plain ပုံမှာဒီ point 3ခုသုံးပုံစားပေးထားတယ် m နဲ့ n နဲ့ p ရရှိမယ်အဲ့ m ကိုတို့က position ပဲဟို fix point ထားလိုက်တော့သူ့ရဲ့ position ဗတာလေးကို vector a လို့ထားထားတယ်ပေါ့နော်အဲ့တော့ဆိုတို့က m ကနေ p ကိုဆက်တဲ့ mp ရဲ့ m ကနေ n ကိုဆက်တဲ့ mn ငယ်ဆိုတော့ဒီ plain ပုံကဗတာလေးနှစ်ခုရမယ်ပေါ့နော်အဲ့တော့ဗတာရှာမယ်ဆိုတော့သူ့ရဲ့ဒီ coordinate တွေသိရဆိုရင်လည်း သူတို့ရဲ့ position better တွေသိတဲ့အတွက်ဒီ better MP better MN လေးတွေတို့ရှာလို့ရမှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ better လေးနှစ်ခုသိပြီဆိုရင်တို့ကဒီ any point ROE ROE ကိုစားပြုတဲ့ plain equation လေးကိုတို့ရင်းနိုင်မှာဖြစ်တယ်။ဒီဟုတ်ပြီအဲ့တော့ D1 နဲ့ D2 အရင်ရှာထားလိုက်မယ်။ equation မှာသုံးရမယ် better ရဲ့သိပြီ။ better D1 better D2 ကိုဒီကောင်လေးတွေနဲ့ကိုစားပြုလိုက်တာပေါ့နော်။နာမည်နာမည်ပေးလိုက်တယ်ပေါ့။ MP တို့ MN တို့တို့ကဗတာဒီ1ဗတာဒီ2တွေသုံးมาဖြစ်တယ်။ကဲဟုတ်တယ်အဲ့တော့သူရှာမယ်သူတို့ဟုတ်ပြီအဲ့တော့ beta d1 လေးကတို့က mn ကို beta d1 ထားထားတယ်အဲ့တော့ mn beta mn ကိုလိုချင် beta on နဲ့က beta om ကိုတို့နှုတ်မှာပေါ့ position beta ရဟုတ်ပြီအဲ့ဆို beta om ဆိုတာလေဒီမှာအပေါ်မှာရေးထားပြီးပြီ beta om ကလည်းရေးထားပြီးပြီ အဲ့မှန်စားသွင်းပြီးတော့သူနှုတ်လိုက်မယ်နှုတ်တာတော့အလုံးနှုတ်တက်တယ်ပေါ့နော်အဲ့ဒါဆိုဗတာဒီ2လို့နာမည်ပေးထားတယ်ဗတာ MP လေးကိုထပ်ရှာမယ်ဗတာ MP ဆိုတော့ P ရဲ့ position ဗတာတဲကအဲ့ငွေ position ဗတာကိုနှုတ်ရမှာဖြစ်တယ်အဲ့တော့ရှေ့ကဗတာ OP လေးနောက်ကဗတာ OM လေးကိုထည့်မယ်ပြီးရင်နှုတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဗတာ D1 နဲ့ဗတာ D2 တွေက plane ပေါ်မှာရှိတဲ့ point တွေကို ဆက်သွယ်ထားတဲ့ဗတ္တာတွေဖြစ်တဲ့တော့သူတို့ကပလိန်ပုံမှာရှိတဲ့ဗတ္တာတွေဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဆိုတော့နောက်တစ်ခါ r ဆိုတဲ့ any point ကိုယူမယ်သူ equation ရေးမှာဖြစ်တဲ့အတွက်ကြောင့် r ဆိုတာက any point on the plane ပလိန်ပုံကကြိုက်တဲ့နေရာမှာယူလို့ရပါတယ်ရှေ့မှာဘယ်နေရာမှာပဲယူယူသူ့ကိုသူကဒီ m ကနေ r ကိုဆက်တဲ့ဗတ္တာလေးကို d1 d2 ရဲ့ပေါင်းလက်တင်နဲ့ပေါ်ပြနိုင်တယ်ဆိုတာရှေ့မှာရှင်းခဲ့ပြီးပြီနော်ဘလို့ဘယ်ကြိုက်တဲ့နေရာမှာယူ d1 d2 ရဲ့အစတွေပေါင်းလက်နဲ့ အဒီ MR လေးကညီးတယ်အဲ့တော့ OR လို့ကျင်တော့ OM နဲ့ MR နဲ့ပေါင်းမှာပေါ့နော်အဲ့တော့ဒီနောက်ကဟာလေးကဒါ MR လေးပေါ့ T1 ဗတာ D1 plus T2 ဗတာ D2 ကဗတာ MR အရှိရဗတာ A လေးကဒါဗတာ OM ဒီနှစ်ခုပေါင်းလိုက်ရင်တို့လို့ကျင်တဲ့ဗတာ OR equation မှာပါတယ်ဒီဗတာ A လေးကိုရမှာဖြစ်တယ်ဟုတ်ပြီ R လေးကို any point ယူပြီးတော့သူ့ရဲ့ position ဗတာလေးကိုဗတာ R နဲ့သတ်မှတ်တယ် component နေရာ x y z ဟုတ်ပြီအဲ့တော့ဆိုတော့တို့က equation မှာအစားထားမဲ့ beta ကြီးလည်းသိပြီဒီ beta d1 beta d2 တွေလည်းသိပြီဆိုရင်ဒီ r နေရာမှာ beta r လေးကိုထည့်မယ်ဆိုတော့ဒါလေးတွေအားလုံးသိပြီဆိုတော့ equation ကိုရေးလို့ရပြီဟုတ်ပြီ beta equation ရောတဲ့ plane is ဆိုပြီးတော့အခုဒီ formula လေးကိုရေးလိုက်ပြီးရင်သူသက်ဆိုင်ရာလေးအစားသွင်းလိုက်တာပေါ့နော် beta a နေရာမှာဒီမှာ beta a လို့ထားခဲ့တယ် beta om လေးကိုထည့်မယ်ဘတာဒီ1ဘတာဒီ2တွေကတို့ဒီမှာရှာထားတယ်ဒီနှစ်ခုကိုထည့်လိုက်မယ်ပေါ့နော် ဟုတ်ပြီအဲ့တော့ဆိုတော့ဒါဒီ beta equation ဖြစ်ပါတယ်ဒီ beta r လေးကိုဒီတိုင်းထားလဲရတယ်ဒီနေရာမှာ column beta x y z နဲ့ရေးလဲရပါတယ်ဒါဒီသူလိုချင်တဲ့ beta equation လေးဖြစ်ပါတယ်အဲ့တော့ formula ရဲ့သဘောတရားကိုသိဖို့လိုတယ်ဒီမှာသုံးမဲ့ beta d1 beta d2 တွေဒီ plane ပေါ်မှာလုံးဝကျရောက်နေတဲ့ beta တွေဖြစ်ဖို့လိုတယ်အခုဒီမှာဆိုရင် m နဲ့ p နဲ့ n က3.3ဆိုတော့ plane ပေါ်မှာဖြစ်တဲ့ရကြမလို့ ပလိမ်မော်ကပွိုင်းတွေကိုဆက်လာသည်ဆက်လိုက်လို့ရလာတဲ့ဗတာဒီပလိမ်မော်မှာကြာရောက်နေတဲ့ဗတာတွေပဲဖြစ်တယ်။ဒါကြောင့်သူတို့ကိုဗတာဒီ1ဗတာဒီ2နေရာမှာတုံးလို့ရတာဖြစ်တယ်။ဗတာ A လေးကတော့ fixed point ရဲ့ position ဗတာလေးဖြစ်တယ်။ဒါအောင်နားလဲတယ်ဆိုရင်ဒါလေးတွေရှာပြီးအစားပြုံးလိုက်ရုံပဲပေါ့နော်။ဟုတ်ပြီအဲဒါဆို example 18လေးကတော့ဗတာဖောင်ရေးတာထားပြီးသွားပြီပေါ့နော်။ example 19လေးစီသွားမယ်။ ် ASML 19ကတော့ ASML 18က point 3ခုပဲသူကပေးထားတယ်။ဒီ point 3ခုပါဝင်နေတဲ့ plane ရဲ့ဒီတစ်ခါဘာရှာခိုင်းလဲဆိုရင် Cartesian equation ကိုရှာခိုင်းတယ်။အဲ့တော့ဒီမှာ Cartesian equation ဆိုတာ ax by cz d ဟိုမျိုးအဲ့မှာတို့သိထားတာက abc ဆိုတာတွေကအဲ့ plane ပေါ်ကိုတောင်းပန်ကြနေတဲ့ normal မြင်းရဲ့ component နေနော်။အဲ d ဆိုတာလေးက constant လေးတစ်ခုပေါ့နော်။ဟုတ်ပြီဒီမှာက तू က ။ဥစ္စာ textbook ထဲကအတိုင်းပေါ့နော်ဗတာ equation ကိုအရင်ရှာတယ်။ရှာပြီးရင်ခုနကလည်းဘက်အဲ့အတိုင်းဗတာ equation လေးသူအစဉ်စဉ်ရှာလိုက်တယ်ပေါ့။ exam 18အတိုင်းဒီမှာဗတာ equation လေးဒီဒီရသွားပြီ။အဲ့ရပြီရသွားပြီဆိုတော့မှဒီဟာကိုတို့က equation ဗတာရဲ့ဗတာနှစ်ခုညီတဲ့ပုံစံဖြစ်အောင်ဒီဘက်ကိုဗတာတစ်ခုလည်းဖြစ်အောင်တို့ကတီတွေကိုဝင်မြောက်မယ်ပြီးရင်ဒီ၃ဗတာ၃ခုကိုပေါင်းပလိုက်မယ်ပေါ့နော်။ ဟုတ်ပြီအဲ့ဆိုဒီဘက်မှာလည်းဘက်တာတစ်ခုဒီဘက်မှာလည်းဘက်တာတစ်ခုဆိုတော့ဘက်တာနှစ်ခုညီရင်သစ္စာရ component တွေညီတယ်ပေါ့နော်အဲ့ဒါဆိုတော့တို့ကညီလိုက်မယ်ဟောညီလိုက်တော့ဒါဘာဖြစ်သွားလဲဆိုရင် equation သုံးချောင်းရအဲ့ဒီကနေမှတို့ကဘာလုပ်မှလဲဆိုအဲ့ရနေမှဒီလိုပုံစံလေးဖြစ်အောင်တွတ်ထုံမှာဒီ equation သုံးခုကိုဖြည့်ရှင်းရင်းနဲ့ဒီလိုပုံစံလေးအပြည့်ထွက်လာအဲ့ဒါလေးကိုတို့လုပ်ချင်တာအဲ့လို equation သုံးချောင်းကနေတစ်ချောင်းနဲ့ဖြည့်အောင်ပေါင်းမှာပေါ့နော်အဲ့ဒါဆိုတော့တို့ကဘယ်လိုလုပ်မလဲဆိုရင် ဒီ equation ဒီ၃ချောင်းကိုသူကနှစ်ခုစီတွဲမယ်နှစ်ခုစီတွဲပြီးတော့1နဲ့2နဲ့တွဲမယ်1နဲ့3နဲ့တွဲမယ်ဒါမှမဟုတ်1နဲ့2နဲ့2နဲ့3နဲ့နော်အကြိုက်တယ်လို့တွဲလို့ရတယ်ဟုတ်ပြီအဲ့လို1နဲ့2နဲ့ကိုတွဲပြီးတော့သူကဘယ်သူ့ကိုခြေဖြတ်မလဲ t2 t1 ကိုခြေဖြတ်မလား t2 ကိုခြေဖြတ်မလားပေါ့နော်ကြိုက်တာကိုခြေလို့ရတယ်အဲ့တော့ဆိုရင်ဒီ1နဲ့2ကိုပေါင်းနှုတ်လုပ်လို့ t1 ခြေသွားတယ်ဆိုအဲ့ရနေ t2 တန်ဖို့လေးကိုသူကရှာမယ်အဲ့ဒါဆိုရင်လည်းနောက်တစ်စုံကနေပဲသူကအဲ့လိုပဲ t1 ကိုပဲခြေရတယ် ခြေပြီးတော့ D2 ရှာမယ်ပေါ့ပြီးတော့မှအဲ့ D2 နှစ်ခုအညီပြီးတော့ equation တစ်ကြောင်းနဲ့ဖြစ်သွားတော့မှဒီပုံစံဝင်အောင်ရှင်းပြလိုက်တာဖြစ်တယ်ဟုတ်ပြီအခုကတော့သူက t2 ကိုခြေထားတယ် t2 ကခြေလို့လွယ်တာဟုတ်တယ်မှာဆိုရင်1နဲ့2ပေါင်းလိုက်တာနဲ့ t2 ခြေသွားပြီပေါင်းလိုက်ရင်ဒီဘက်မှာ x + y ဖြစ်မယ်ဒီဘက်မှာ2နဲ့2နဲ့ပေါင်းတော့4ဖြစ်မယ် negative d1 နဲ့ negative 3 d1 ပေါင်းတော့ negative 4 d1 ဖြစ်မယ် x + y = to 4 4 - 4 d1 ဖြစ်မယ်ဒီနှစ်ခုကခြေသွားမယ်နော်1နဲ့2နဲ့ပေါင်းလိုက် ကဲဟုတ်ပြီအပြီးရင်နောက်နောက် equation တစ်စုံမှာလည်းအဲ့လိုပဲ t2 ကိုချိန်မယ် t2 ချိန်မယ်ဆိုရင်ဒီမှာ1ကိုပဲသုံးသုံး2ကိုပဲသုံးသုံး3နဲ့တွဲမယ်ဆိုရင်ဒီ1တို့မဟုတ်2ကိုဘာလို့အနှစ်နဲ့မြောက်မှာဒီက t2 ချိန်မှာ 4t2 ဖြစ်မှာ哦ကဲအဲ့ဒါဆို equation 2နဲ့3တို့ကပေါင်းမှာပေါ့နော်လက္ခဏာမတူတော့ပေါင်းမှာ1နဲ့ဆိုရင်တော့နှုတ်မှရမှာပေါ့နော်အဲ့တော့2ကို2နဲ့မြောက်ပြီးတော့3နဲ့တော့ပေါင်းလိုက်တယ်2ကို2နဲ့မြောက်တော့ဒီမှာ 2y ဒီမှာ z အဲ့တော့ 2y + z ဒီဘက်မှာ4ဖြစ်မယ်4နဲ့ negative 2ဆိုတော့2ရမယ်နော်4 and plus 0 equal to 2ဒီမှာ negative 0ဒီမှာ5ဆိုတော့2 minus t1 ရမယ် t2 ကြည့်တော့မယ်နော်အဲ့တော့2 and plus 0 equal to 2 minus t1 ရမယ်ဒီရဒီရကြတော့ခုနက x plus 1 equal to 4 minus 4t1 ရဟုတ်ပြီအဲ့တော့1နဲ့2နဲ့ပေါင်းတာရယ်2ကို2နဲ့မြှောက်ပြီး3နဲ့ပေါင်းတာရယ်ဟိုဘက်မှာတို့လုံးလိုက်မယ်ဒီ2တွေကြည့်တော့အောင်ပေါ့နော် ဖြုံပြီး1နဲ့2နဲ့ပေါင်းတော့ x plus y equal to 4 minus 41အဲ့ရနေတို့ t1 ကိုရှာထုတ်ထားလိုက်တယ်ပေါ့နော်နောက်တစ်ခါ2ကို2နဲ့မြောက်ပြီးတော့3နဲ့ပေါင်းမယ်အဲ့မှလည်းဘယ်တော့ပြောရဲ 2y plus z equal to 2 minus t1 ရအောင်ဒီကနေလည်းတို့ဘာလုပ်မလဲ t1 ကိုရှာမယ် တီတူးချပြီးတော့ဒီဒီမှာလဲပေါင်းနဲ့နှုတ်တဲ့ရွေးချက်ကတီတူးကိုချေဖို့ဒီမှာလဲပေါင်းနဲ့နှုတ်တဲ့ရွေးချက်ကတီတူးကိုချေဖို့ပဲတီတူးချေတော့မှဒီဘက်ဒီကနေလဲ D1 ရှာလို့ရမယ်ဒီဘက်နေလဲ D1 ရှာလို့ရမယ်ဒါမှ D1 D1 တန်းမိုးနှစ်ခုကို equation 4 5ထားပြီးအဲ့နှစ်ခုပါလုံးမယ်ညီပေးလို့ရမှာ equation တခြားဟောင်းနဲ့ဖြစ်တော့ အကယ်၍ဒီမှာတို့က T1 ကိုခြေခဲ့ရင်ဒီမှာပါချင်အောင်လေ T2 ရှာမယ်ဒီမှာလည်းဒီလိုပဲ T1 ခြေဖို့ခြေဖို့အတွက်ပေါင်းခဲ့နှုတ်ခဲ့ရဆိုရင်တို့က T2 ကိုရှာမှာ T1 T1 ခြေရင်နှစ်စုံစလုံးမှာ T1 ကိုခြေ T2 ရှာ T2 ကိုခြေတယ်ဆိုလဲဒီနှစ်စုံနှစ်စုံစလုံးမှာ T2 ကိုခြေ T1 ရှာဟုတ်ပြီ T1 T1 equation တစ်ခုညီလိုက်တယ်ဟောညီလိုက်တဲ့အခါကျတော့ဒီဟာကို cross မြောက်လိုက် cross မြောက်ပြီးတော့ခုနက AH plus BY plus CZ equal to D ဆိုတဲ့ပုံစံဝင်အောင်လို့ equation ရဲ့တစ်ဖက်မှာ constant ကိုထားပြီးတော့ xyz တွေအားလုံးကိုတစ်ဖက်ထဲကိုပေါင်းစုလိုက်မယ်ပေါ့နော် xyz ပါတာတွေကိုဒီ minus ay minus 4z တွေကိုဒီဘက်ကိုသူကရအောင်အားလုံးတစ်ပေါင်းနဲ့ဖြစ်အောင်လုပ်လိုက်မယ်ဒီ constant negative 4လေးကိုဒီဘက်မှာဖြောက်လိုက်မယ်ပေါ့ဒီဘက်ဒီဘက်မှာပျောက်သွား4ပေါင်းမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဆိုတော့ဒီလိုရှင်းလိုက်တဲ့အခါမှာ ace ကတော့ ace ပဲ y ကဒီမှာ ay ဒီဘက်မှာနှုတ်လိုက်တော့ဒီမှာလည်းနှုတ်မယ်ဆိုတော့ -7y force ကဒီမှာ plus force ဒီဘက်ကနေ plus force ကိုနှုတ်လိုက်တော့ဒီဘက်မှာပျောက်သွားပြီเนาะဒီဘက်မှာ negative force ဖြစ်သွားပြီเนาะဒီ4လေးကမလုပ်မလဲဒီဘက်မှာပေါင်းလိုက်တော့ပျောက်သွားမယ်ဟိုဘက်မှာသွားပေါင်းတဲ့အခါကျတော့ negative a နဲ့ plus 4နဲ့ဆိုတော့ negative 4ရမယ်ကဲအဲ့တော့ဆိုတော့ ah plus by plus cz equal to d ဆိုတော့ cartesian form လေးရသွားပြီဖြစ်တယ် ဒါက test board ထဲကပုံစံပုံစံပေါ့နော်ထင်ပြီးအဲ့တော့ the cartesian equation of the plane is x minus 7y minus 4z equal to negative 4ဒါက beta equation ကို beta equation တွက်ပြီးတော့မှ beta equation ကနေတဆင့် cartesian form ပြအောင်ဖြည့်ရှင်းပြီးယူတဲ့နီးမတက်ပေါ့နော်ဟုတ်ပြီဒါက test board ထဲကနီးပေါ့နော်ဟုတ်ပြီနောက်တနည်းကသူ chapter 3မှာလဲ ဒီလိုမျိုး point 3ခုပေးထားပြီးတော့ plane equation ရှာရတာရှိတယ်လေ a + b + c z equal to d ဆိုပြီးဒီပုံစံလေးတို့ရှာခဲ့ရတာရှိတယ်ဟိုအင်းဒီနဲ့လည်းတွေ့မယ်ပေါ့နော်ရှင်ပြီးတော့ကြည့်လို့ရအောင်ဒါရှေ့မှာတွေ့ခဲ့တဲ့ပုံစံတွေရှိပေမဲ့ chapter 4ကတက်တက်3ရက်တက်တက်ဒီလိုမျိုးမဖြစ်စေချင်ဘူး3နဲ့4ကိုပေါင်းဆက်ပြီးမြင်စေချင်တာအဲ့တော့ဆိုတော့ဒီ point 3ခုကိုသူကပေးထားတယ်ဒီ point 3ခုပါဝင်နေတယ် plane ရဲ့ equation ကိုဒီ cartesian form နဲ့နောက်ရေးမယ်ပေါ့နော် ကဲဟုတ်ပြီ तू ကြတော့ဘာတွေသုံးမှာလဲ derived ပဲလူတွေသုံးရမှာเนาะအဲ့လိုပဲ तू ကလည်းဘာလို့လဲ face point တကူလို့မယ်เนาะအဲ့တော့ဒီမှာ m ဆိုတာလေးကိုတို့က x1 y1 z1 လို့ထားလိုက်မယ် point တကူကိုဒီပေးထားတဲ့ point သုံးခုတည်းကတကူကို x1 y1 z1 ထားတယ်ဟုတ်ပြီ m ကို x1 y1 z1 ထားလိုက်ရင်ဂျန်နဲ့ n နဲ့ p ကိုတို့ကမှာလဲ m နဲ့ဆက်မှာပေါ့ m နဲ့ n နဲ့ဆက်မယ် m နဲ့ p နဲ့ဆက် ဟုတ်ပြီအဲဆို MN MP ရဲ့ right တဲ့ value တွေလိုမယ်နောက်ပြီးတော့ဒီ ABC နေရာမှာတုံးမှုအတွဲသူ့ပုံတော့မှန်ကြနေတဲ့ normal မြင်းလေးရဲ့ right တဲ့ value တွေလည်းရှာဖို့လိုတယ်ပေါ့နော်ကြဟုတ်ပြီအရင်ဆုံးတော့က MN က right တဲ့ value ကိုရှာမယ် MN က right တဲ့ value ကို L1 M1 N1 လို့ထားမယ်ပြော n က coordinate ထဲက m က coordinate ကိုနှုတ်မယ်နော်ဒီထဲကဒါတွေကိုသက်ဆိုင်ရာနှုတ် လုပ်လိုက်တော့ဒီမှာ negative 1 negative 3 5ဆိုပြီးတော့ရမယ်နောက်တစ်ခါ mp mp ရဲ့ derivative value ကိုဒီမှာ l2 m2 n2 ထားမယ်အဲ့တော့ p ရဲ့ coordinate တွေထဲက m ရဲ့ coordinate တွေကိုနှုတ်မယ်သဆိုင်ရာနှုတ်လိုက်တော့2 negative 2 4ဆိုပြီးတော့ရမှာဖြစ်တယ်အမိအဲ့တော့ဆိုရင်တို့ကဒီ l1 m1 n1 l2 m2 m2 တွေကဘာအတွက်ရှာရလဲဆိုဒီ abc လေးတွေရှာဖို့အတွက်ရှာရတာဖြစ်တယ် ABC မှာဒီမှာ MN နော် MN နှစ်ခုနှုတ်တယ်ဒီမှာ MN ပြီးတော့ NL NL ပြီးတော့ LM နော် MN MN L NL NL LM LM နော် MN N နဲ့ဆုံးတယ်ဒီမှာ N နဲ့ပြန်စ L နဲ့ဆုံးတယ်ဒီမှာ L နဲ့ပြန်စရှေ့က1 2နေနောက်က2ဝဲနေကဲဟုတ်ပြီအဲ့တော့ဆိုတော့ဒီမှာ M1 and 2 M1 and 2တဲက M2 and 1ဒီ down product တဲက a product ကိုနှုတ်မယ်နော်နောက်ကနှစ်ခု အဲ့တော့ down product က negative 3နဲ့4နဲ့မြောက်မယ်အ product က negative 2နဲ့5နဲ့မြောက်မှာပေါ့ဟုတ်ပြီ negative 3နဲ့4နဲ့မြောက်တဲ့ထဲက negative 2နဲ့5နဲ့မြောက်တာကိုနှုတ်မယ်အဲ့တော့အရှိတ်ထွဲအနောက်က plus ဖြစ်သွားမှာပေါ့ plus 10 negative တွဲ plus 10ဆိုတော့ negative 2ရဟုတ်ပြီနောက်တစ်ခုက nl n1 l2 ဒီမှာ n1 l2 n1 l2 ဆိုတော့သူက a product ထဲက n2 l1 down product ကိုနှုတ်မှာเนาะအလဲရကောင် up product ထဲ down product ကိုနှုတ်ကဲဟုတ်ပြီဒီက25 2နဲ့5နဲ့မြောက်တဲ့အထဲက -1 နဲ့4နဲ့မြောက်တာကိုနှုတ်မှာဟမ်2နဲ့5နဲ့2မြောက်တဲ့ထဲက4နဲ့ negative 1မြောက်တော့အရှိရ10အနောက်က +4 အဲ့ဒါဆိုတော့14ဖြစ်သွားမယ်10 +4 ဆို14နောက်တစ်ခုက L1 M2 L2 M1 L1 M2 L2 M1 ဒီ down product ထဲက up product ရှေ့ရနှစ်ခုเนาะ down product နဲ့ up product ကိုနှုတ်မယ်ရှေ့ရနှစ်ခုဆို negative 1နဲ့ negative 2မြောက်တဲ့ထဲက2နဲ့ negative 3မြောက်တာကိုနှုတ်မယ်အဲ့တော့ရှေ့ရ plus 2အနောက်ကလည်း plus 6ဆိုတော့ plus 8 positive အရာနော်အဲ့တော့ abc ရပြီဆိုတော့ဒီ equation မှာထည့်မဲ့ abc လေးတွေရတယ်။ဘာပဲကြံလဲ d ပဲကြံတော့တာပေါ့နော်။ဟုတ်ပြီ d ကလည်း ဲ့တော့ဆိုတော့ဒါဒီဒီ demo လေးတွေကဘာလဲဆိုရင်အဲ့ဒီ dose ရေးမဲ့ equation ရေးမဲ့ plane မဟုတ်ဓာတ်မှန်ကြနေတယ် line လေးရဲ့ derived value လေးတွေသူရလိုက်တာပေါ့နော်ရပြီဆိုတော့ဘာပဲလို့တော့လဲသူ d ပဲရှာတော့မယ် d ကတည်ပြီးသား d ဆိုတော့ဒီမှာပါနေတဲ့ d လေးကိုရှာဖို့ ax1 by1 cz1 တို့မှာတည်ပြီးသားเนาะအဲ့တော့ abc ကအခုဒီမှာဘာပဲဒီမှာရှာထားတာရသွားပြီအဲ့တော့ abc နေရာမှာဒီကောင်လေးတွေထည့်မယ် ax1 by1 cz1 တို့ဘယ်သူ့ကိုထားခဲ့လဲ m ကိုထားခဲ့တယ် x1 1 1 2 2 2 negative 2အရှိရ abc ကအနှုန်းနဲ့14အနှုန်းနဲ့14မှာ8နော်ဟုတ်ပြီအဲ့ဒါဒီညှောက်လိုက်မယ်ဒီဟာရှေ့ရအနှုန်းလေးနောက်ကဒီမှာကျတော့အနှုန်း16အနှုန်းလေးအနှုန်း16ဆိုတော့အနှုန်း20ပေါ့ဒီမှာ20အပေါင်းက28အနှုန်းက20ဆိုတော့ plus 8ရမယ်ပေါ့နော်အဲ့တော့ဆို abc လဲရပြီ d လဲရပြီဆိုရင် cartesian equation ကိုရေးလို့ရပါပြီ the cartesian equation of the plane is a is plus by plus cz equal to d abc နေရာမှာဒီကောင်းလေးကိုထည့်မယ်ဒီနေရာမှာဒီ8ကိုထည့်လိုက်မယ်အဲ့ဒါဆို negative 2x plus 14y plus 8z equal to 8ဆိုပြီးတော့ရ။ဟုတ်ပြီဒီမှာကတော့ negative 7y minus 4z minus 4မတူဘူးပေါ့နော်အဲ့လိုဖြစ်တယ်။တူပါတယ်ဒီမှာ equation ကိုဘာလဲစားလိုက်မလဲ2တွေနဲ့ light စားလိုက်ရင် 2တဲ့ negative 2နဲ့လိုက်စားလိုက်မယ်ဓမ္မကဘာလဲ x ကအပေါင်းအဲ့ဒါဓမ္မအပေါင်းဖြစ်ဖို့ negative 2နဲ့လိုက်စားလိုက်စားလိုက်တော့အပေါင်းနေရာအကုန်အနှုတ်ဖြစ်သွားမှာပေါ့အနှုတ်လက္ခဏာမတူတာနဲ့စားရင်နော်အဲ့ဒါဒီမှာအနှုတ်နဲ့နဲ့စားတာဆိုဒီက h ဖြစ်မယ်ဒီက negative 7ဖြစ်မယ်ဒီက negative 4ဖြစ်မယ်ဒီမှာလည်း negative 4ဖြစ်သွားတယ်နော်အဲ့ဒါဆိုတော့ဒီမှာဒီနီးနဲ့တွက်တဲ့အဖြစ်ရောဒီဘက်ကနီးနဲ့တွက်တဲ့အဖြစ်ဒီထွက်လာတဲ့ equation ကအတူတူပဲဖြစ်ပါတယ် ထုတ်ပြီးဒါဒါ chapter 3ရက်နီးဒါက textbook ထဲက vector equation ကနေတဆင့်အတွက်ယူတဲ့ cartesian equation ဖြစ်တယ်။ဟုတ်ပြီအဲ့တော့နောက်ပုံစံတစ်ခုကိုကြွားမယ်နော်။နောက်ပုံစံတစ်ခုကပို့ပြီးတော့အဆင်ပြေဆိုတော့စိတ်ဝင်စားမှုကောင်းပါတယ်။သူကဒီမှာ a x + b y + c z = d formula လေးကိုတွက်มาဖြစ်တယ်။အဲ့မှာ d ဆိုတာလေးကို vector a. vector n သူက normal vector ကိုသုံးပြီးတွက်มาဖြစ်တယ်။ အဲ့ရှေ့ရနှစ်ခုက normal vector ကိုမသုံးထားဘူး cartesian equation ကိုအဲ့တော့အခုဒီမှာ normal vector ကိုသုံးမယ်ဆိုတော့ normal vector ဒီ plane ပေါ်တောင်းမှကြတဲ့ vector အဲ့တော့ဆိုရင်ဒီ plane ပေါ်မှာရှိတဲ့ plane ပေါ်မှာဆွဲထားတဲ့ vector တွေအကုန်လုံးကိုသူတောင်းမှကြမှာအဲ့တော့ mp တို့ mn တို့ပေါ်ကိုလည်းသူတောင်းမှကြတယ် ဒီ pattern တစ်ခုစလုံးပေါ့သူတောင်းပန်ကြရတယ်ဆိုရင် သူဒီဒီ pattern တစ်ခုရဲ့ cross product နဲ့တူတာပေါ့အဲ့ဒါဆိုသူ့ကိုသူကရှာကျင်တယ်ဆိုရင်ဒီ pattern တစ်ခုရဲ့ cross product နဲ့ normal pattern ကိုရှာယူလိုက်မယ်အဲ့လိုရှာယူပြီးတော့တို့တွက်မှာဖြစ်တယ် ဟုတ်ပြီသူ့ကိုရပြီဆိုရင်တို့ကသူ့နေရာမှာဒီမှာ ABC နေရာမှာထည့်မဲ့កောင်ရပြီပေါ့เนาะ normal battery လေးရဲ့ component နေရပြီဆိုရင်ဒီမှာ ABC ဒီ normal battery ရဲ့ component အဲ့တော့ D ပဲလို့တော့တယ်ဒီကိုရှာဖို့ကလည်းဒီမှာ normal battery တိပြီ battery A ဆိုတာဘယ်သူလဲဆိုရင်ဒီ M point လေးရဲ့ position battery အဲ့ဒါလေးရလဲဒီမှာ M point တိတယ်ဆိုတော့သူ့ရဲ့ position battery လည်းတိဟုတ်ပြီအဲ့ဒါဆို ABC လည်းရမယ် D လည်းရမယ် normal battery ကိုရှာလိုက်ခြင်းအပြင် ABC ရော D ရောရှာလို့ရမှာဖြစ်တယ်ဟုတ်ပြီတို့ဥတီချက်ကအဲ့ဆို M battery ကိုရှာရမှာဖြစ်တယ် m လေးကိုဘာထားမလဲ face point ထားလိုက်မှာ face point တကူနဲ့ normal pattern နဲ့သိရင် plane equation ရေးလို့ရတယ်လို့ရှင်းမှာပြောခဲ့အဲ့တော့ m ကို face point ထားမယ်ပြီးရင် normal pattern ရှာမယ်ဟုတ်ပြီအဲ့ဒါဆိုတော့သူပြီးထားတဲ့ point ၃ခုခုမယ် position pattern လေးရေးမယ်ပြီးရင် normal face point လေးကိုဘာလို့ထားမလဲ m ကို m ကို face point လို့ထားမယ်အဲ့ဒါဆိုတော့သူကဒီသူ့ရဲ့ m ရဲ့ position pattern လေးကိုဒီမှာရေးထားမယ်နော် face point လေးကိုဘာလို့ထားလဲ pattern ရေးလို့ထားထားတယ် Facebook ရဲ့ position beta လို့က beta A လို့သုံးတယ်ပေါ့နော်ဒါနာမည်အခေါ်တွေပါအဓိကဘာကိုလဲ beta A လို့မခေါ်ဘဲနဲ့ beta OM လို့ direct ခေါ်လဲရတယ်ဒီနေရာလေးမှာလေဥစ္စာကိုလိုက်ပြီးတော့ကိုကြိုက်တယ်လို့နာမည်ပြောင်းခေါ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာထည့်ရမှာဒီဘာလဲဆိုရင် Facebook ရဲ့ position beta လို့တည်ထားရပြီ Facebook က A ဆိုရင် beta OA Facebook က M ဆိုရင် beta OM အဲ့လို direct ထည့်လို့လဲရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုတော့ Facebook ရပြီ normal beta ရှာမှာဟုတ်တယ် normal beta ဒီ MP ကို MN ကို perpendicular ဖြစ်တယ်ဆိုတော့ MP နဲ့ MN cross product လောက်အောင်အဲ့တော့ MP တို့ MN တို့အရင်ရှားထားလိုက်မယ်เนาะအဲ့တော့ MN MN ကိုလိုချင်တော့ position vector of N နဲ့ position vector of M ကိုနှုတ်လိုက်မယ်အဲ့တော့ OM OM ဒီမှာရှိတယ် OM ဒီမှာရှိတယ်မှန်အောင်စားသွင်းမယ်ရှင်းနေတော့ပြီးရင်နှုတ်လိုက်မယ်ပြီးရင်ဘာရှာမလဲ MP vector MP လေးကိုရှာမယ် အဲ့ PM position beta တွေက M ငွေ position beta နှုတ်မယ်။ရှေ့က PM position beta OB နောက်က M ငွေ position beta OM မန်အောင်စားသွင်းမယ်။နေရာမန်အောင်စားသွင်းမယ်။ပြီးရင်နှုတ်မယ်ပေါ့နော်။ဟုတ်ပြီအဲ့တော့ဆိုတော့သူက N beta လေးကို N beta ကိုဗာလဲ play mode တောင်းမှကြာနေတယ်။ beta လေးကိုပုံစံမပါတဲ့အတွက်ကြောင့်ကိုကကိုနာမည်ပေးတာပေါ့နော်။ပုံစံမပါပြီးသားဆိုရင်တော့ပေးစရာမလို့။ play ကိုတောင်းမှကြာနေတဲ့ normal beta လေးကို N beta လို့ထားလိုက်တယ်။ အဲ့ဒါဆိုရင် तू က plain and butter လေးဒီ plain ကိုတောင်းမှန်ကြရတယ်ဆိုရင်ဒီနှစ်ခုဒီကောင်နှစ်ခုစလုံးပေါ့ကိုလည်း तू တောင်းမှန်ကြတယ်အဲ့ဒါဆိုရင်နှစ်ခုလုံးမဟုတ် perpendicular ဖြစ်တဲ့ beta ဒီဘာနဲ့တူလဲဆိုရင်ဒီနှစ်ခုရဲ့ cross product နဲ့တူတယ်အဲကြောင့် n beta ဒီ mn နဲ့ mp နဲ့ cross product ညောက်တာနဲ့တူမှာဖြစ်တယ်အဲ့တော့ mn ကဒီမှာတည်တယ် mp လည်းဒီမှာတည်အဲ့တော့ဒီနှစ်ခုကိုမလုပ်မလဲ cross product ညောက်မယ်ဟုတ်ပြီ cross product ညောက်မယ်ဆိုရင်ဒီအပေါ် row first row တန်ဖို့ရှာမယ်ဆိုရင် first row ကို eliminate လုပ်မယ် first row ဖယ်လိုက်ဖယ်ပြီးတော့ second row နဲ့ third row ကို cross မြောင်းမယ် cross မြောင်းတဲ့အခါမှာ down product ထဲက up product ကိုနှုတ်မယ်ဟိုမြ down product ကဘယ်လောက်လဲ negative တွေ up product က negative 10 negative 10ကိုရှေ့အနှုတ်ဆိုတော့ plus 10ဖြစ်မယ်နော်အဲ့ဒါက allele row allele row တန်မှုကိုဒီမှာ allele row တန်မှုရှာမယ်ဆိုရင်ဒီ allele row လေးကို eliminate လုပ်ထားမယ်။ကျန်တဲ့အပေါ်ဆုံးက row နဲ့အောက်ဆုံးက row သူကြတော့ down product ကိုအရင်သွားမယ်။10 app product ကသူကြတော့ app product အရင်သွားမယ်10 down product က negative 4အင်း10နဲ့က negative 4နော်တော့ plus 4ဖြစ်သွားပြီနော်ဟုတ်ပြီအောက်ဆုံးကဒီ third row တန်ဖိုးရှာခြင်းဒီဘက်မှာ third row ဖယ်လိုက်အပေါ်နှစ်ခုကို down product down product ကဘယ်လိုဘာရမလဲဆိုရင်အနှုတ်နှုတ်ဆို plus 2ရမယ်နော် positive 2ဒီဟာကကြတော့ app product က negative 6 negative 6ကိုနှုတ်မှာဆိုတော့နှုတ်နှုတ်တွေတော့ plus 6ဖြစ်သွားအဲ့ဒါလေးကိုရှင်းလိုက် ါ negative 2 14 8ဆိုပြီးတော့ရတယ်အဲ normal better လေးရပြီဒါဆိုရင်ဒီကောင်လေးတွေကပါတယ် abc လေးတွေပေါ့နော် a လေးက negative 2 b က14 c က8ဆိုပြီးတော့ဒါဒါသူ့ရဲ့ component တွေကဒီ equation မှာထည့်ရမယ် abc တန်ဖိုးလေးတွေအဲ့ဒါရပြီဘာပဲလို့တော့လဲဆိုတော့ဒီ d လေးကိုရှာဖို့ပဲလို့တော့ဟုတ်ပြီ d ကိုဘယ်လိုရှာမလဲ better a နဲ့ better n နဲ့ cross product မြောက်ဟုတ်ပြီ ဗတာအေရဒီမှာဘသူ့ကိုထားတာရလဲဗတာ OM လေးကိုထားတာဒီမှာဗတာ OM လို့တရားရည်လည်းရရနော်ဒီမှာ A လို့မထားခဲ့ဘူးဆိုရင်ဒီမှာဗတာ A လို့မထားခဲ့ဘူးနာမည်မပေးခဲ့ဘူးဆိုရင်ဗတာ OM ဆိုပြီးဒီမှာတိုင်ရိုက်ရေးလို့ရတယ်။ဟုတ်ပြီအခုကနာမည်ပေးခဲ့တယ်ဆိုတော့ A လို့ရေးလို့ရတယ်အဲ့တော့ဒါလေးကိုထည့်မယ်။ဗတာ N လေးကလည်းအခုဒီမှာရှာထားတာလေးကိုထည့်မယ်။ ပြီးရင် तू ကကြတော့ dot product เนาะဒီကောင်က dot product မြောက်မှာဆိုတော့ scalar တန်မူလီကိန်းလုံးကိန်းလုံးလေး constant လေးတစ်လုံးရမှာဖြစ်တယ် scalar ရမှာเนาะ dot product က scalar ရမယ်ဒီမှာ cross product ကဘာရလဲ vector ရတယ်เนาะဟုတ်ပြီ dot product ဘယ်လိုမြောက်မလဲသက်ဆိုင်ရာ component 3စုံကိုမြောက်ပြီးပေါင်းမှာပေါ့2နဲ့ negative 2မြောက်မယ်2နဲ့14မြောက်မယ် negative 2နဲ့8နဲ့မြောက်မယ်ပြီးရင်ပေါင်းမယ် ဟုတ်ပြီရှင်းလိုက်တော့ဗာရမလဲ8ပြမယ်နော်ဒီမှာအပေါင်းက28အနှုတ်က negative 4နဲ့ negative 16နဲ့ဆိုတော့ negative 20 negative 20ဒီက positive က28ဆိုတော့အဖြေက d ရ a ရအဲ့တော့ဒီမှာ abc လဲရပြီ d လဲရပြီဆိုတော့ဒီ equation မှာထည့်မယ်၄ခုစလုံးရပြီအဲ့တော့ formula လေးမှာတို့အစားသွင်းလိုက်ရင် cartesian form လေးရပြီဖြစ်ပါတယ် The Cartesian equation of the plane is ax + by + cz = d. အဲ့မှာ A နေရာမှာ ABC နေရာမှာ beta n ငက် component တွေကိုထည့်သွားမယ် xyz ကတော့ equation ရေးရင် ပါနေမှာ ဖြစ်တယ်เนาะ xyz ကိုစာတင်းစရာမလို equation ရေးတာဟုတ်ပြီဒီနေရာမှာရှာထားတဲ့ x လေးကိုထည့်လိုက်မယ်အဲ့ဒါဆိုတော့ negative 2x 14y plus 8z equal to x ပြီးတော့ရမှာဖြစ်တယ်ဒီမှာလဲ2နဲ့လိုက်စားလိုက် negative 2နဲ့2လိုက်စားလိုက်မယ် အစားလိုက်မယ်ဆိုရင်ဒီက x ဖြစ်သွားမယ်ဒီက negative 7ဝင်ဖြစ်မယ်ဒီက negative 4z ဖြစ်ပြီးဒီက negative 4ဖြစ်သွားအဲ့တော့ဆိုတော့အရှိမရှာခဲ့တဲ့ equation နေနဲ့အတူတူပဲဖြစ်တယ်နော် ben နဲ့တက်တဲ့အဖြေကအတူတူပါပဲအဖြေနှမျိုးထွက်လို့မရအောင်အဖြေပုံစံတစ်ပုဒ်အတွက်သူသက်ဆိုင်ရာအဖြေကတခုပဲရှိမှာဖြစ်တယ်စိုက်တဲ့နေကိုသုံးလို့ရတယ်ဒီ method ကလေးကတော့အကောင်းဆုံးပဲပေါ့နော်တွက်တဲ့သုံးမျိုးတည်းမှာ ုတ်ပြီအဲ့တော့ chapter 3ကဒီ content ဒီ point 3ခုပေးထားတယ် plain plain ပေါ်မှာ point 3ခုကိုတည်တယ်ဆိုရင် plain equation ကိုတို့က cartesian form နဲ့ရေးရမယ်ဆိုရင် chapter 3က derived value ကို သုံးအတွက်လည်းရတယ် chapter 4ကဒီ direction pattern လေးတွေကိုသုံးအတွက်လည်းရတယ်ပေါ့နော်ဒါလေးတွေက direction pattern လေးတွေ d1 d2 လို့မခေါ်တော့ဘဲနဲ့သူတို့နာမည်ဒီတိုင်းပဲခေါ်လိုက်တာဖြစ်တယ်เนาะအဲ့တော့ direction pattern လေးပလိန်ပေါ်မှာနှစ်ခုတည်ရဆိုရင်အဲ့နှစ်ခုကိုသုံးပြီးတော့ pattern equation pattern form မှာရေးလို့ရတယ်လို့သူတို့နှစ်ခု cross မြောက်ပြီးတော့ normal pattern ရှာပြီးတော့ cartesian form နဲ့လည်းရေးလို့ရပါတယ် ဟုတ်ပြီဒီ၃မျိုးလေးကိုပမာဏနိုင်လေးသိထားစေခြင်းနဲ့ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုပုံစံမျိုးလာလို့ရှိရင်ဘယ်လိုတွဲရမှာလဲဆိုတာကိုဟိုဇဝေဇဝါဖြစ်နေစရာမလိုဘူးဒီ၃နီးဘယ်နီးနဲ့တက်တွေ့အဖြေကအတူတူပဲပုံစံကဘတာဖောင်လို့ပြောထားရတော့ဘတာဖောင်လို့ပဲသုံးရမှာဖြစ်တယ်ဘတာ equation ကိုပဲရေးရမှာဖြစ်တယ်ကာတီဇီယန်ဖောင်ဆိုရင်တော့ဒီ၃မျိုးနဲ့တွဲလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေ နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်